အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့စကိုင်းတိုင်းအင်တော်မျိုးကို တော်လိုင်းရင်အင်အားစုတွေတိမ်ပိုက်လိုက်နိုင်ပြီဆိုတဲ့သတင်းမှာစကိုင်းတိုင်းအင်တော်မျိုးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ AVSDF နဲ့တော်လိုင်းရင်ပူးပေါင်းတပ်ဖွဲ့တွေက AV လ9ရက်နေ့ညပိုင်းမှာအပိသက်တိမ်ပိုက်ခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။ရှလနေပါကြာမြင့်နေပြီဖြစ်တဲ့အင်းတို့မျိုးသိန်းတိုက်ပွဲဟာစစ်ကောင်စီရဲ့လေကြောင်းပစ်ကူမှုတွေကြောင့်ကြံ့ကြာနေခဲ့ရပြီးစစ်ကောင်စီဟာ အင်းအောင်မျိုးအတွင်းမှာရှိတဲ့ဂျပန်လိုင်ကူကုန်းမှာတက်ဆွဲပြီးခုခံနေခဲ့တာပါ။အေဗီလာတရနေ့မှာတော့ဂျပန်လိုင်ကူကုန်းကနေစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းအင်အားစုတွေလိုက်လံတိုက်ခိုက်ခဲ့ရမှာ အခုလိုသိမ့်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။စစ်ကောင်စီတက်ဆွဲထားတဲ့လိုင်ကူကုန်းဟာရွှေဘုံမြေကြီးနားလမ်းကိုလည်းနေမြေအရာစုံမထားနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ အင်းတို့မျိုးရင်းတိုက်ပွဲအတွင်ဟဝေစာအမြောက်အပါအဝင်လက်နက်ခဲရဲများစွာကိုလည်းတင်စီရမိထားပြီးစစ်ကောင်စီတပ်သား၁၀နှစ်ချီကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေစီကနေသိရပါရရှင် ကျမနွယ်နွယ်ပါ